လာမယ့်ရာသီအစပိုင်းမှာပဲအာဂျင်တီးနားသားသတ်သမားကြီးပြန်လာမယ်။ပရိသတ်များလုံးမိတ်ဆွေများမန်ချက်စတာဖော်ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်။ဒဏ်ရာရင်ကြောင့်အသင်းရဲ့ပွဲစဉ်တွေကိုလည်းချော့ထားခဲ့ရတယ်။မန်ချက်စတာနိုင်တဲ့အသင်းရဲ့အာဂျင်တီးနားဘုံနောက်ခံလူလီဆန်လိုမာတီနက်ဟာလာမယ့်ရာသီအစပိုင်းမှာပဲယူနိုက်တက်အသင်းနဲ့ပြန်လည်ပွဲထွက်ကစားနိုင်မယ်လို့သိရပါရင်။မာတီနက်ဟာလည်းရှေ့မှာဒဏ်ရာကြောင့်ခွဲစိတ်မှုတွေလှုပ်ထားခဲ့ရပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေကြတာပါ။ လက်ရှိကစားမရဲ့ခွဲစိတ်ခံယူမှုအပြီးမှာဒရာချင်းနေပေါ်အသင်းဘက်ကရောကစားမဘက်ကပါအားရကျင်တယ်မှုရှိနေကြပါတယ်ပြီးခဲ့တဲ့ဘက်ကစစ်ဆေးမှုတွေမှာလည်းမာရီနက်ကအချိန်တွေတော်တော်လေးကောင်းလာခဲ့တယ်လို့သတင်းတွေကဖော်ပြထားခဲ့ကြပါတယ်ဒါကြောင့်မို့လို့မာရီနက်ကလာမယ့်ရာသီအစပိုင်းမှာတွင် United အတွက်ပြန်လည်ပွဲထွက်ကစားပေးနိုင်မှုရှိနေခဲ့တာပါလက်ရှိနေပြအင်မော်ရင်ရဲ့အစားအကွက်နဲ့နီးစနစ်ပိုင်းအရတော့ United ဟာဘောခံစစ်သုံးထားကစားနေရပါမာဒီနဲ့ဒန်ယာရနေတဲ့အတွင်းမှာ United က Delay Roro Masari တို့ကိုတွဲဖက်အသုံးပြုခဲ့သလို Maguire, Ivan Lindelof နဲ့ Eden Heaven တို့ကိုလည်းအလှည့်ကျပွဲထွက်ကစားနေခဲ့ပါတယ် မာဒီနဲ့အနေနဲ့ဒံဟာကနေပြန်သက်သာလာရင်တော့ပါအသင်းအခမ်းအစပိုင်းမှာနေရာတနေရာရဖို့အတွက်ပြန်လည်စူးစမ်းရမှာပါဒီဟာဒီကုံမှာတော့ United အသင်းနဲ့စာချုပ်ကုံဆုံးသွားခဲ့တဲ့ Lenny Law နဲ့ Ivan Lo ကအသင်းကနေထွက်ခွာသွားခဲ့ကြပါပြီဒါကြောင့်မလို့လာမယ့်ရာသီ Amorin ရဲ့ဦးစားပေးဘိုးခန်းဆဲအတွက်က Roro Martin နဲ့ delay လို့ဖြစ်လာနိုင်ပါတယ်ဒါအပြင်ခန်းဆဲမှာ Maguire နဲ့ Heaven တို့လည်းရှိတယ်လို့ Mazzarri ကလည်းဘိုးခန်းဆဲမှာကောင်းကောင်းကစားနိုင်လို့ Martin နဲ့တရားလိုင်းရဲဝင်ဖို့စူးစမ်းသွားရမှာပါ ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေပွဲချိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖို့ရာအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ